မတ်လ29ရက်နေ့ညနေခင်းသတင်းအစီအစဉ်နားဆင်ရမှာပါ။စစ်ကောင်စီတပ်ကဒီရက်ပိုင်းမှာမိုးပြဲမြို့နယ်နှစ်မိုင်းကျော်အကွာကခမာရ420နှစ်တက်ကိုအင်အားဖြည့်နေသလိုပအုပ်ပြည်သူစစ် PNO နဲ့ပူးပေါင်းပြီးမိုးပြဲမြို့ကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေကြောင်း PDF ရှမ်းတောင်ပြူဟာတက်တာဝန်ရှိသူကပြောပါရယ်။စစ်ကောင်စီတပ်ကလူအင်အားလက်နက်အင်အားအလွန်ကျွံသုံးပြီးပြင်ဆင်နေသလိုမဟာမိတ်တပ်ပေါင်းစုဘက်ကလည်းစုဖွဲ့မှုနဲ့မိုးပြဲမြို့ကိုဆက်ပြီးထိန်းချုပ်ကာကွယ်နိုင်ဖို့ကြိုးပမ်းနေတယ်လို့အသိပေးပါရယ်ရှင်။ ။အေယာဝတီမြဝကျွန်းပေါ်ဒေသမှာစစ်ရေးတင်းမာလာမှုနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဘုံခိုချင်းတွေတူးထားဖို့အပါအဝင်အချက်၁၁ချက်ပါသတိပေးချက်ကို PLF ကထုတ်ပြန်လိုက်ပါတယ်။ရခိုင်ပြည်နယ်တောင်ပိုင်းအထိ AA ကတန်းယူပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲဧရိယာကအေယာဝတီတိုင်းထဲအထိကျပြက်လာတာဖြစ်ပါရဲ့ရှင်။ဖက်ဆက်တရေဆိုကင်းစင်ပြီးပြည်သူကိုအလေးထားကာကွယ်ပေးတဲ့ပြည်သူတပ်မတော်တရက်ဖြစ်ထူထောင်နိုင်ဖို့မျှော်မှန်းစံတာပြူကြောင်း NUG က နှစ်80ပြည့်ဖက်စစ်တော်လှရင်နေမှာတဝန်လာပေးဖို့ပါတယ်ဒီနေ့မတ်လ29ရက်နေ့ကိုအာနာသိစစ်ကောင်စီကလည်းတမတော်နေ့အဖြစ်အခမ်းအနားကျင်းပနေတာဖြစ်ပါရဲ့ရှင်ကုလသမဂ္ဂဌာနချုပ်မှာမတ်လ25ရက်ကကျင်းပတဲ့62ကြိမ်မြောက်ကုလထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးအတွင်းရိုဟင်ဂျာနဲ့အခြားသောလူနည်းစုတွေရဲ့အခွင့်အရေးကာကွယ်နိုင်ရေးဆိုင်ရာအဆိုမူကြမ်းကိုရုရှားကိုယ်စားလှယ်အဖွဲ့ကပြင်ဆင်ချက်အဆိုတင်သွင်းခဲ့ပေမဲ့ ကုလထွေထွေညီလာခံကကနအူးမူကျန်းအတိုင်းပဲအတီးပြုတ်လိုက်ကြောင်းသိရပါရရှင်။